Hello အားလုံးပဲမင်္ဂလာပါရှင်ဆရာလူတို့ဦးလာရေးသားတော်နိုင်ငံတော်လောက်ချင်မှုကြီးတွင်ပါဝင်ခဲ့သူတို့ကိုတုခအပိုင်းဒီကိုဆက်လက်ဖျက်ပြပေးသွားပါမယ်ရှင် MB ကလည်းကျွန်တော်တို့ကိုကြော်ပြီးမင်္ဂလာတော်ဘက်သို့ဆက်၍မောင်းသွားပါသည် MB တယောက်ကမူနောက်တော့ပြန်လှည့်ကြည့်ပါသေးသည်တော်တော်လေးလှန်သောအခါ MB ချစ်ကားရက်ပြီးကျွန်တော်တို့ကားဘက်စီတို့ကြည်နေကြပါသည် ထို့နောက်ပြန်လှည့်ပြီးမောင်းလိုက်လာပြန်ပါသည်ကျွန်တော်တို့ကလည်းတတော်လေးစိုးရိမ်နေကြပါတယ်တို့ရရင်သူတို့ဒီကျွန်တော်တို့နောက်ထောက်လျှောက်လိုက်မလာကြပါသူတို့ကိစ္စနဲ့သူတို့တလန်းတို့ချိုးပြီးမောင်းသွားကြပါသည်မိမနောက်လိုက်နေကြဟန်တူပါသည်လော်ရီကားကြီးစိတ်ကန်းတို့ရောက်တော့ခါမိုးထိန်ထိန်လင်းနေပါပြီ ကူလီတွေအများကြီးခေါ်ပြီးတမန်မော်တော်ပေါ်သို့တင်ရပါသည် ကူလီများက လေးလိုက်တာဘာရီပါလိတ်လို့ညီးကြပေးကြပါသည်မော်တော်ကားပစ္စည်းများတန်ထဲတွင်ကြီးဖြစ်ပြီးလေးချောင်းပျော်ရပါသည်မြစ်စိတ်တွင် ပလိတ်များလည်းရှိကြပါသည်တင်းနေချနေသည်ကိုပင်ကြည့်နေကြပါသည်ပစ္စည်းများကို မော်တော်ဝမ်းထဲသို့ချပြီးမော်တော်သမားများကပိတ်လိုက်ပါသည် ။ညီမြပရင်လေးစေကမူသူတို့ကသဘောကျနေကြပါသည်။လေးလီပတ်ဆိုင်ရလီဖြစ်သောကြောင့်ချိန်နဲ့နေကြပါသည်။ခုနှစ်နာရီထိုးသောအခါမော်တော်ထွက်ပါသည်။လမ်းမှာပင်တယောက်တစ်တာတစ်ခုယူထားရန်သဘောတူကြပါသည်။ကြိုက်လက်တို့မွန်းလဲတနာရီနှစ်နာရီအချိန်လောက်တွင်ရောက်သွားပါသည်။ကိုတက်နှင်းမှာမြို့နီစီပယ်လူကြီးဖြစ်မှု၍တပည့်လက်သားပေါ်သူဖြစ်သောကြောင့် သူ့တပည့်တချို့အားခေါ်ပြီးတစ်တာနှလုံးကိုလှဲနဲ့တင်ကတလုံးကို ကျွန်တော်အိမ်တလုံးကိုသူ့အိမ်သူ့အချပေးရင်ခိုင်းလိုက်ပါသည်ကျွန်တော်တို့ကမူပြန်နှင့်ကြပါသည်ကျွန်တော်ထမင်းစားနေခိုင်မှာလှဲရောက်လာပါသည်ကိုလီများကလည်းလေးလိုက်တာလေးလိုက်တာနဲ့ကြီးတစ်တာကြီးကိုချပေးကလှေကားအောက်တွင်တွင်ပေးသွားပါသည်ဤတတကြီးကို မြို့ပေါ်တွင်ထား၍မလုံခြုံထို့ကြောင့်အိမ်တွင်ရှိသောကိုချစ်တီအားတံပန်တစင်းနှင့်ဂုံချင်းတိုင်းရွာသူကြီး ဥပထုံးနှင့်ဥစိန်ဖန်းတို့ကို ခေါ်ခဲ့ရန်လွတ်လိုက်ပါသည်ညင့်တကောင်ရောက်ရရောက်ထိုလူနှစ်ယောက်နှင့်ချက်ချင်းပြန်ခဲ့ရန်လည်းမှားလိုက်ပါသည်မိုးချုပ်သောအခါတစ်တာကိုဖွင့်ပြီးတနတ်များကိုဂုံဒီအိတ်နှင့်ထုတ်၍လူမရှိသောတစ်ဖက်အိမ်အောက်တွင်သွားထားပါသည် ကျွန်တော်လုံနေကင်နေသည်များကို ထိဝက်ထား၍မဖြစ်နိုင်တော့ပါထို့ကြောင့်ဆော့ဆော့ကကိုတက်နေရဲ့မော်တော်ကားပစ္စည်းတွေခဏလာထားတာပါဟုပြောထားတော့ကျွန်တော်မိမအားဖွင့်ပြောရပါတော့သည်ကျွန်တော်မိမမှာဤအကြောင်းကိုကြားပြီးဤပစ္စည်းများကိုမြင်ရသောအခါအလွန်စိုးရိမ်ပူပန်နေပါသည်ကျွန်တော်ကိုလည်းမပြောရဲပါရန်ကုန်တို့ကို့စီပွားရေးကိစ္စမဟုတ်ဘဲ ကိုတက်နေနေသွားနေကလေးကသဘောမကျဖြစ်နေရာယခုမူအလွန်ပူပင်တော့ကဖြစ်နေရှာပါတော့သည်တချီဥကထိုးနေဥစိန်ပန်းတို့မှာကျွန်တော်အားချစ်ခင်လေးစားသူဖြစ်တော့ကြောင်းကျွန်တော်ကအရေးကြီး၍အခေါ်လှုပ်လိုက်သည်ဆိုရာချက်ချင်းမင်းထလိုက်လာကြသဖြင့်နနက်နနာရဲ့အချိန်တွင် ရောက်လာကြပါသည်ကိုချစ်တီးကိုမူဘာမှအသိမပေးဘဲ ဥပထုံးနှင့်ဦးစိန်ဘန်းတို့ကသာဝက်ဆရာနေရာမှစ၍အကျိုးအကြောင်းပြောပြပြီးဂုံတိုင်းထုတ်ပစ္စည်းများကို လူတွန်းလဲလေးနဲ့တင်ကတမန်ပေါ်တင်ပေးလိုက်ပါသည်နနက်မိုးလင်းသောကိုတက်နှင့်ကျွန်တော်တို့အိမ်သို့ပေါက်လာပါသည်ကိုတက်နှင့်သည်အင်းညကြီးကျယ်သော ကိစ္စကြီးများနှင့်ပတ်သက်၍ကျွန်တော်ကိုကောင်းစွာစိတ်ချဟန်မတူပါ ကျွန်တော်များတစ္ဆာဖောက်လေမလားဟုအနေငယ်တန်တရားရှိဟန်တူပါသည်ကျွန်တော်ကိုမျက်ခြေအပြက်မခံပါလက်ဖက်ရည်ဆိုင်တို့တွား၍လက်ဖက်ရည်တောက်ကြပြီးနနက်၁၀နာရီထိုးတော့ဥစော့ကတညအိတ်ထက်ဘယ်နည်းနဲ့မှပုံမကြကြစေနဲ့ဟူသောအမိတ်အတိုင်းဖြာပုံတင်းမော့နှင့်ရှန်ကုံတို့ပြန်လိုက်လာကြပါသည်ပတ်သက်ရာလူအလုံးကျွန်တော်တို့တို့မှာအစကဥစော့ကဲ့သို့ ပုပ်ကိုကြီးနှင့်ပေါင်တင်ရ၍ဂုံရှိသည်ဟုထင်မိပါသည်သူသည်မျိုးချစ်စိတ်ခက်တန်သောခေါင်းဆောင်တစ်ယောက်ဖြစ်သည်ဟုယူဆကြပါသည်တို့ရာတွင်ရက်ကလေးအတော်ကြာသောအခါသူ့ကိုကြင့်တရားချို့ယွမှုဓမြတိုက်ရန်ကြံစီချက်အကြက်ကိုင်းသည့်ရှိခြင်းအဆရှိသည်တို့အတွက်စိတ်ပြက်စပြုလာကြပါသည်ကျွန်တော်မှာခေါင်းဆောင်ကောင်းတစ်ယောက်နှင့် နီးစပ်ရသည့်အတွက်ဝမ်းသာရသောအချိန်ဒီမှာ အကြီးအကျယ်စိတ်ပြက်ရသောဘဝသို့ရောက်လာရပါသည်တို့ရရင်နောက်မဆုံနိုင်မှာသူ့အကြံစီများကိုရိပ်မိတော့ကြောင့်အလိမ္မာနဲ့ခွဲထွက်ရန်စိတ်ကူပါသည်တို့ရရင်သူ့အနှဲငယ်တန်တရားဖြစ်ရင်ဖြစ်ချင်းအတတ်နဲ့ခန္ဓာအိုးစားကွင်းမြီမှာတည်ကြပါသည်ကျွန်တော်တို့လောက်လူစားကိုပရက်စစ်တကောင်ကဲ့သို့လက်ချောင်းလေးတစ်ချောင်းနဲ့ခြေမုံးပစ်နိုင်ပါသည်အရှိန်အဝါကလည်းကြည်ပါသည်အစိုးရပိုင်းနှင့် နေရအများရင်သူ့ဩစာမှာကြီးမားတုံးမင်းဖြစ်ပါသည်တခါတည်းံသူငယ်စဉ်ကသူနှင့်ရန်သူဖြစ်ခဲ့သူများကိုညီတို့မိဘုံလုံးလိုက်ပုံများကိုပြောပြလေးရှိသည်ပြင်သူ့ကို မကောင်းကြံသူမှန်ရင်တိမ်ဖြားတွင် တက်ကက်နေသည် ဖြစ်စေရအောင်ချမည်ဖြစ်ကြောင်းတုတ်ထက်အသက်အများကြီးကြီးသော အရာရှိသည်တူသည်သူ့အားအကိုကြီးဟုခေါ်ကြ။ထို့သူသည် သူ့အာနှိမ့်ကြအောင်အကြီးအကျယ်ခြောက်တွန်းခဲ့ဘူးကြောင့်သူ့ရောင်ရင်းမကြသိမိကသူ့ကိုလာရောက်တောင်းပန်ကြောင့်အိရှိတရက်ပင်အောင်တွင်သူ့ခြေကိုလာဆုပ်ကြောင့်သူကကိစ္စမရှိပါဘူးဟုပြောလိုက်ကြောင့်သို့တော့ဤလူမျိုးကိုဘယ်နည်းနဲ့မှမကြေကြောင်းတိမ်ဖြောင်းတွင်ကပ်နေစေုံညီကြီးကလူဖြစ်တော့ကြောင့်တနေ့ညီကြီးရောက်လာရင်ဘယ်နည်းနဲ့မှသူ့လက်ကမလွတ်ကြောင်းစသဖြင့်အာရပါရ ရောနဲ့မောနဲ့ပြောလို့ရှိပါသည်ထို့ကြောင့်ဦးစောကတညအိတ်ထက်ပိုမကြစေနဲ့ဟုမာတီကို ကျွန်တော်တို့မလွန်ဆန်နိုင်ပါအိမ်မွေချထားခြင်းခံရသော သူများကဲ့သို့ပင်ဖြစ်နေပါသည် သူ့ဩစာသည်ကျွန်တော်အပေါ်ရင်သာမက အားလုံးသောကျွန်တော်တို့လူစုအပေါ်ရင်လှမ်းအောင်လျက်ရှိပါသည်ယနေ့ထိဦးစောအိမ်တို့ကျွန်တော်ရောက်နေသည်မှာတလကြော်ကြော်ရှိပါပြီဦးစောအိမ်က လက်ခရည်အချိုတောက်ပြီးထမေးတာစားပါသည်စလိတ်ဖိုးတပြားပင်မယူဖူးပါ ကျွန်တော်အိမ်ကငွေ200ခန့်ပါခဲ့သည့်အထက်မှစလိတ်ဝယ်တောက်ပါသည်ဦးစောကလည်းပတ်စံမပေးပါ အခြားလူများပေးသည်ကိုလည်းမမြင်မတွေ့မိပါလူအများအတွက်ချိန်ရသဖြင့်တခါတည်းရင်ဟိမကောင်းပါထို့အခါအစား၄-၅ရောက်တဲ့အတူမြို့ရဲသွားပြီးကိုပစံနဲ့ကို ထမင်းဝယ်စားကြပါသည် တယောက်ထင်းနှစ်ယောက်ထဲလဲမသွားပါတန်တရားအဖြစ်မခံနိုင်ပါသူအယုံကြည်ဆုံးလူအချို့နေအတူသွားရအတူပြန်ကြပါသည်စက်တီးလာတော့ရက်ပိုင်းများတွင်လုံးလုံးမထွက်နိုင်ကြတော့ပါဗရင်ကန်များမရောက်မီကကျွန်တော်မိမမှာကိုလေးလက်ဝင်ကြီးနေဖြစ်သည်ဖြစ်အိမ်ပြန်လို့ကြောင်းကိုတက်နေကိုပြောပြရာကိုတက်နေကဥစောကိုသူပြောပေးပြီဆိုပြောပါသည်တော်တော်လေးဗရင်ကန်များတော့ပို့မပေးရောက်ခဲ့ရပါသည် ယခုလည်းကိုတက်နှင်းအားခိတ္တပြန်လို့ကြောင်းတောင်းလင်းချိန်ကျကျွန်တော်ပြောပြရာကိုတက်နှင်းကအရေးအခြေကြည့်ပြီးသူပြောပေးပါလိမ့်ဟုပြောပါသည်တို့ရရင်သူကိုယ်တိုင်လည်းပြောရဲဟန်မတူလှပါကျွန်တော်လည်းတိုက်ရိုက်မပြောဝင်ပါဥစားကလည်းကျွန်တော်တို့ရောက်ခါစားနေမတူတော့ပါမျက်နာတော်တော်တင်းပြီးစိတ်အတော်ခတ်ချန်နေပါသည်ဥစားအိမ်တို့ရောက်သည့်အထဲတွင်ကျွန်တော်တို့မှနောက်အကြဆုံးလောက်ဖြစ်ပါတယ် ဦးစောကလည်းလူကြီးများကဲ့သို့ပင်ဆက်ဆံပါသည်တောရရင်တခါမှကျွန်တော်တို့နဲ့အတူရော၍ထမင်းမစားဘူးပါကျွန်တော်တို့ရောက်ခါစားကတွေ့ရသည်မှာအိမ်ပင်ကံပတ်မျက်နာကျူထားသော နေရာလေးတွင်လာတာတာအောင်နိုင်သူတယောက်ထဲထမင်းစားလေးရှိပါသည်ဒေါ်တိုင်းခင်နှင့်ဘေဘီစောတို့ကိုပင်အတူစားသည်ကိုမတွေ့ဘူးပါဟင်းတပွဲပြီးတပွဲလာချသည်ကိုစားလိုက် ပြန်တက်ကြည့်ကြည့်ပြီးစဉ်းစားလိုက်နေတယောက်တည်းစိတ်ရှိရှိစားလိအကြံထုတ်လေးရှိပါသည်သူ့ထမင်းပွဲနာတို့အိမ်သားမညီတို့မြမလာကြပါကျွန်တော်နဲ့ပိုတက်နေမှာရောက်ခါစားဖြစ်တော့ကြောင့်သူစားနေတော့မြမထမင်းဝိုင်းကြီးမလမကဲနေရရှိစပွဲလေးပြီးလက်ဖက်ချမ်းတောက်နေပြီးကြပါသည်သူကြိုက်သည်မကြိုက်သည်လည်းမသိပါဘဲဟာကိုဥစောကြိုက်၍ဘဲဟာကိုမကြိုက်သည် အိမ်မှာဘာစီကန်တွေရှိသည်ကိုလည်းကျွန်တော်တို့မသိကြပါအရက်ကလေးကိုစိန်ခံတော့ပြီးနာဦးစောသည်ထမင်းစားနေရမှနေပြီးတခါတည်းရန်တခွန်းဆနှခွန်းဆကျွန်တော်တို့စီကိုပြီးစကားလှမ်းပြောပါသည်သူပြောမှပြီးကျွန်တော်တို့လည်းပြန်ပြောကြပါသည် သူကလည်းတခွန်းတလီပြောပြီးနောက်မိကလေးကိုမှီလိုက်လက်တော့ပေါ်ကနေလက်များကိုပုတ်လိုက် စားလိုက်နေစိတ်ကူးထုတ်နေရန်တူပါသည် လမတရင်လဲအိမ်တွင်းမှမိရောင်ကလေးကလတာရောင်မြလောက်ထိုးပေးလျက်ရှိပါသည် ရေဒီယိုတီးဝိုင်းကလည်းအိမ်ခန်းထဲမှနေပြီးညင်ညင်ညောင်ညောင်ဖြည်းဖြည်းတတဖြင့်ရှန့်ထွက်လျက်ရှိပါသည်ထမင်းစားပြီးသောအခါခဏတစ်ဖြုတ်ကျွန်တော်တို့ကိုကြီးစရာမှော့စရာလမ်းပြောတတ်ပါသေးသည်တစ်ခါတစ်ခါထမင်းစားလီအနည်းဆုံးတစ်နာရီခန့်ကြာပါသည်များသောအားဖြင့်ကျွန်တော်တို့မှာသူထမင်းစားပြီးသည့်အချိန် ထိုစပွဲကလေးတွေမရှိကြအောင်သူတယောက်ထဲသားသူ့နေရာနဲ့သူအချိန်ယူပြီး အကြံထုတ်နေလေးရှိပါသည်ဝါဆိုလမိုးရတီရောက်လာတော့ခါရီမူတိုက်တွင်းအလဲခန့်ရှိထမင်းစပွဲတွင်သူတယောက်ထဲပြီးစားလေးရှိပါသည်မြေသူမသူနဲ့အတူစားသည်ကို မတွေ့ဘူးပါတအိမ်လုံးကသူ့ကိုအလွန်ကြောက်ကြရဟန်တူပါတယ်ရောက်ခါစားရင်း ေါ်တန်းခင်ရောဘေဘီဆောပါအိမ်တွင်ရှိကြသည်ကို တွေ့ရပါသည်။မြားမကြာမီဘေဘီဆောကလေးသည်ကျောင်းအိတ်ကျောင်းစာသွားနေပါသည်။မြားမကြာမီဒေါ်တန်းခင်ကိုလည်းမတွေ့တော့ပါ။ရက်အနှဲငယ်ကြာမှအင်းစိန်ကိုသွား၍ဥပုပ်တည်င်းဆောင်နေကြောင်းသိရပါသည်။ဥဆောနေသောအိမ်တွင်ဥဆောကိုဘညွန့်နှင့်ဇပင်စံတုံနှင့် အခိုင်းအစေမိန်းကလေးတယောက်သာအိတ်ကြပါသည်။အခြားလူများမှာ ဝင်းကြီးအတွင်းရှိအခြားအိမ်များတွင်အိတ်ကြပါသည်ဤအချိန်ပိုင်းတွင် အချို့ကို နေရာခွဲ၍အိတ်စေသည်အချို့ကိုလည်းနေတောင်ဝင်ညတောင်ဝင်ချထားဟန်တူပါသည်ဦးဆောင်မှလည်းခတိုင်းနဲ့မတူအလုံးပေါ်ရင်းတင်းကျပ်လာပါသည်ညနေသားမပေးတော့ပါစိတ်ရှိရှိအေးအေးချမ်းချမ်းစိတ်ကူးထုံရင်းထမင်းစားလေးရှိတော့သူ့ထံမှဒေါပွားပြီးစုညံတန်တစ်ခါတည်းရန်ကြားရပါသည်ကျွန်တော်တို့နေ့ ြစ်ပြစ်ပြစ်ပြစ်စကားစနီပြောနေတော့အချိန်ခါဟုန်ကြီးမရှိတော့ပါဆော့ဆော့ပိုင်းကဆိုရင်ဝင်းကြီးထဲ၌တော်မီတနက်လေ့ကျင့်သူက လေ့ကျင့်လေးရှိကြပါသည်ဦးဆုံးကိုတိုင်လဲတော်မီသို့မဟုတ် စတင်းကိုထုတ်လာကကံမေးရီတန်းဆိုင်ထားသောတရက်ပင်များအရင်တွင်ထားရှိသည့်တန်ဘုံပေါက်စသည်တို့ကို လက်တဲ့ဆန်းလေးရှိပါသည်ခြေဆန်တွေကလည်းပေါ်ခြံကြီးကလည်းကြီးသည်ဖြင့်ခြံကြီးအတွင် ။ဘာလို့နေတာကိုအပြင်လူများသိကြဟန်မတူပါ။အကြောင်းသိရတဆုံတယောက်ကပြင်းလဲမပေါ်မှာစောင့်ကြည့်မယ်ဆိုရင်မူတဲတဲချာချာသိနိုင်မြင်နိုင်ပါသည်။တနက်ပြစ်ဒီမှာလေဒီလမ်းဘက်တို့ဥတီ၍တစ်ပင်ခြေချင်းကိုချိန်ပြီးပြစ်သည်ဖြင့်ကြီးစံမှာအပေါ်တို့ထောင်မတက်ပါတရက်ပင်နှင့်လွဲသွားစေကမူရေကန်ထဲသို့လျှောက်ပါသည်ယခုမူဤလေ့ကျင့်ခြင်းမျိုးလဲရက်ဆိုင်နေကြပါသည် ။ဦးစောလင်ကားနှင့်အပြင်ထွက်လိုက်ပြန်လာလိုက်နှင့်အလုံးအလုံးရှုံနေပါသည်။နေရောညပါ အလုံးများနေပါသည်။အမှုတဲပါကြသော မေဂျာဘီဘီရဲ့နှင့်ကပတိန်ဘီပင်တို့လည်းအင်ကိုအဝင်အထွက်များကြသော လူမျိုးခြားများထဲတွင်အပါအဝင်ဖြစ်ကြပါသည်။ကပတိန်ဘီဘီမှာဘရင်ကန်ထုတ်တင်နေရာတွင် အလုံးလုံးသူဖြစ်ပြီးဘရင်ကန်ထုတ်စဉ်ကလက်မှတ်တို့လုတ်ပေးသည်ဟုသိရပါသည် ။စောပါဦးကျူးနဲ့အတူတေပီဟုသတင်းစာထဲတွင်ပါပူပြီး မကြမီကရှိသေးသလိုသတင်းစာတစ်စောင်တွင် တွေ့လိုက်ရသောကပတိန်ဘီပင်ပင်ဖြစ်ပါသည်။အိမ်ပြန်လို့သောသူများမှာတော်တော်များနေကြပါလိမ့်မယ်။ကိုတက်နှင်းကလည်းကျွန်တော်အတွက်ပြောမပေးသဖြင့်ကျွန်တော်ခိတ္တပြန်လို့ကြောင်းအရေးဆုံးမြေပြောဖို့ကြံပြီးပါသည်တို့ရရင်တနေ့တော့ညနေတိုင်းဦးစောသည် အိမ်ဝင်းထဲရင်စိတ်ကူးထုံရင်ခက်ဖြစ်ဖြစ်လှမ်းရှောင်နေပါသည်ကျွန်တော်တို့တော့ရောက်မှလေဥဆောင်နဲ့တိတ်မဝေးပါအုပ်ဖို့နေဘက်မှာကိုရှင်ကလေးဆိုသူသည်ပေါ်၍အသက်ကြီးသောကိုရှင်ကိုမူကိုရှင်ကြီးဟုခေါ်သည်ဥဆောင်ဤသို့ရွရွယ်ကလေးသွားကကျွန်တော်ကိုပြန်ဖို့ခွင့်ခဏပေးပါနှစ်ရက်တွင်းကျွန်တော်ပြန်လာပါမယ်ဟုပြောရာဥဆောင်ကလူတွေတလောက်အလုရှုပ်နေရတဲ့ထဲခမည်းကအိမ်ပြန်ခြင်းသလားပြန်ပြန်ဘရမပြန်မလာခဲ့နဲ့သာသဖြင့် ငေါငဲမဲမဲလိုက်ပါသည်ဤတို့ပြောနေသည်ကိုကျွန်တော်တို့ကြားလဲကြားနေရပါတယ်မြင်လဲမြင်နေကြရပါသည်ထို့ကြောင့်ကျွန်တော်လဲလက်လျှော့လိုက်ပါသည်လူ30ကျော်ရှိကြသည်နဲ့ဥဆောင်ကဘယ်သူတွေသည်အရှင်းဆုံးစိတ်ချရဆုံးဘယ်သူတွေကိုအဆဆတိုင်ပင်နိုင်သည်ဘယ်သူတွေကိုမတိုင်ပင်နိုင်ဘယ်သူတွေကိုဘယ်လိုနေရာမှာအသုံးချရသည်စသည်တို့ကိုဝေပန်တိကပြုထားပြီးဟန်ရှိပါသည်ဤလူစုထဲတွင် ကိုဆိုးမှာအရင်းကြဆုံးလူတစ်ယောက်ဖြစ်ပါသည်။သူဤအိမ်သို့ရောက်နေသည်မှာအကြဆုံးလူတစ်ယောက်ဖြစ်သည့်ပြင်ဂလုံးအစစ်ဆုံးလည်းဖြစ်ပါတယ်။ကိုဆိုးမှာမင်းလာမြို့နယ်ကဖြစ်ပြီးစားနိုင်တောက်နိုင်ချောင်ချောင်လည်းဖြစ်နေပါပြီ။အသက်40ကျော်လောက်ရှိပါပြီ။ကိုဘမြို့မှာအိုဒီကုန်းမြို့တရားရုံးတရုံးတွင်ရှေ့ဖက်စာရေးလုပ်ဖူး၍အကြံဉာဏ်ကောင်းမှုတူဖြစ်ပါသည်။ဦးစောကသူ့အိမ်တွင်အတူနေစေ၍အတော်လဲယုံကြည်ပါသည်။ အသက်30အောက်မှာပင်ရှိပါလိမ့်မယ်။ကိုတက်နေမှာလဲကြိုက်လက်မျိုးကဂလုံးလက်ဟောင်းဖြစ်ပါသည်။ဥဆုံးကိုအလွန်လေးစား၍ဥဆုံးကလည်းအလွန်ယုံကြည်ပါသည်။ထိုအခါကအသက်40လောက်ရှိပါပြီ။ပုံကြီးမှာအုပ်ဖို့အနီးနားတဝိုင်းတောရွာလေးတရွာကဖြစ်ပါတယ်။ပညာလဲမတက်ရှာပါ။ရိုးရိုးအလောက်ကျန်သမားတယောက်တန်းဖြစ်ပါတယ်။ ဦးစောကသူခိုင်းသမျှရမယ်ဆိုတော့တဘောနေခေါ်ထားဟန်ရှိပါသည်အိမ်တွင်လည်းအခိုင်းစေတဘောမျိုးဆက်ဆံပြီးနေရရှာပါသည်အမှုဖြစ်စဉ်ကအသက်30နီးပါးလောက်ရှိပါလေုံမေရန်ကြီးအောင်မှာဦးစောတူတော်ပါတယ်ဦးစောညီကိုတဝန်းခွဲကမွေးသူဖြစ်ပါတယ်ဘာလန်အချုပ်ခန်းနေပြီရန်ကြီးအောင်ရန်ကြီးနိုင်တို့နှစ်ယောက်နေကျွန်တော်ရက်ပေါင်း90လောက်လုံးတူတူနေရ ထိုခါမှပင်သူတို့နဲ့စကားပြောဘူးပြီးသူတို့ဘဝဖြစ်အင်များကိုလည်းသိရပါသည်ရန်ကြီးအောင်မှာအဖမ်းခံရခြင်းက16နှစ်သာရှိပါသေးသည်ရန်ကြီးနိုင်ဆိုသောကလေးမှလည်းမတိတ်မရိတ်မဖြစ်ပါရယ်အလွန်မင်းငယ်ကြပါသေးသည်ရန်ကြီးအောင်သည်တက်ရဲဖြဲ့ရဲပြည့်ရဲခက်ရဲမိုက်သွေးရှိသောလူငယ်လေးတစ်ယောက်ဖြစ်ပါသည်တို့ရရင်ဘုเจ้าအောင်ဆန်းကိုလူကိုယ်တိုင်တစ်ခါမှမမြင်ဘူးပါအတွင်းဝင်ရုံးကို ညီတို့ဝင်ညီတို့ထွက်ရမည်တီကိုတိဖို့ဝဲ၍အတွင်းဝင်ရုံးဆိုဒီမှာဘာဆိုဒီကိုပင်သူမသိရှာပါအခြားလူများနဲ့လိုက်သွားပြီးအခြားလူများပြစ်ခတ်သောလူစုထဲသို့ခိုင်းစိန်ညွှန်ကြားသည့်အတိုင်းဝင်ရောက်ပြစ်ခတ်သူဖြစ်ပါသည်နိုင်ငံရေးလဲဘာမှနားမလဲပါဘာလန့်အချုပ်ခန်းအတွင်း၌အတူနေရစေလောက်ချံမှုကြီးထဲသို့သူပါလာရပုံကိုဖြန်ကြည့်အောင်ကကြောက်ပြပြီးဤအတိုင်းကျွန်တော်တိခဲ့ရပါသည် ်စိန်ကြီးသည်ဂျိုးမီကောင်စာတီးဖြစ်ပါသည်ဂျပန်တော်လှန်ရေးတွင်ထိုနယ်၌တာဝန်ထမ်းဆောင်ရသောတပ်မတော်သားလေးတစ်ယောက်ဖြစ်ပါသည်တာယာဝရီပေါင်းတီနှင့်တဝိုက်မှတပ်မတော်ဒယ်ရီကြီးပွားနေကြသူအတော်များများသည်သူနှင့်မိတ်ဆွေများဖြစ်ပြီးတတော်ပင်ခင်မင်ကြကြောင်းသိရှိရပါသည်။စိတ်ကြီးနှင့်ရန်ကုန်ထောင်ကြီးကျွတ်တိုက်တွင်ရပ်ပေါင်းများစွာအတူနေခဲ့ရသဖြင့်သူပြောပြချက်အရကျွန်တော်သိရှိရသည်မှာ အလွန်ဆန့်ကျင်လာပါသည်စိန်ကြီးမိမာများမှာပစ္စည်းဥစ္စာအတော်အသင့်ချမ်းသာကြပါသည်နိုင်ငံရေးအဖြစ်မျိုးချစ်ပါတီကိုထောက်ခံပြီးဥဆောကိုပုံကိုရအလွန်လေးစားကြည်ညိုသူများဖြစ်ကြပါသည်သူ့အကိုနှစ်ယောက်ကမူရိုးရိုးကုံတယ်များဖြစ်ကြပါသည်တော်လရင်ပြည်သည့်နောက်စိန်ကြီးသည်ဂျိုးပင်ကောက်တီတုတ်ရဲဘော်အဖွဲ့ဖွဲ့စည်းရာတွင်အရေးကြီးသောရဲဘော်တစ်ယောက်ဖြစ်ပါဝင်ခဲ့ရသည် ထို့နောက်စစ်ကောင်းဆောင်ဖြစ်ပြီးညားစွာတက်တက်ကြွကြွဆောင်ရွက်သူဖြစ်သည်တွမိပါများမှာဥသောဘတ်အာတိုင်၏စိန်ကြီးယခုကဲ့သို့လောက်ကိုင်းသည်ဒီကိုနည်းနည်းမှသဘောမကျကြပါဥသောကလည်းဘုကြောင့်ဆန်းကိုရှင်းပြရန်ပြင်ဆင်နေပြီဖြစ်ကြ၎င်းတို့အသားတယောက်သည်ဥသောကိုဆန့်ကျင်သောပြည်သူရဲဘော်အဖွဲ့တွင်မမကြီးဆောင်ရွက်နေသည့်အတွက်၎င်းတို့စိတ်ထဲတွင်မတက်တဲကြဟုသိရပါသည် ဘိုးကျောင်းအောင်ဆန်းနေအဖွဲ့သည်တီလန်းဘက်သို့စီယုံပြေထွက်ကြသည်ဦးစောကလည်းသူ့လူစုနှင့်သူထွက်ပြန်သည်ဂျိုးပင်ကောက်သို့ရောက်သောအခါစိန်ကြီးမိဘများနေတွေ့၍စိန်ကြီးအကြောင်းကိုစကားဆက်ပြကြသည်ထိုအချိန်ကဦးစောမှာ လူငယ်လူရွယ်လူတော်လူကောင်းအလွန်လွန်နေသောအချိန်ဖြစ်သည်ဖြစ်လူတို့ထောက်ခံမှုရှိပြီးခေါင်းဆောင်မှုအတော့အသိရနေသောစိန်ကြီးအကြောင်းကိုကြားရသောအခါငငတ်တက်လူချင်းတွေရောသည်စိန်ကြီးမိဘများက ၎င်းတို့သားပြည်သူရဲဘော်တပ်ဖွဲ့မှထွက်၍ဥစောနောက်သို့လိုက်ရင်ပြောရာစိန်ကြီးကခခတီတီညင်းသည်နိုင်ငံရေးအယူဆခြင်းမတူတူတဦးနဲ့ပေါင်းရမလုံနိုင်ကြောင်းတင်ပြသည်ဥစောဝါဒကို မကြိုက်ကြောင်းလည်းအတိတ်လင်းပြောပြသည်မိဘများကမူစိတ်မလျှော့ကြ၎င်းတို့သားအားအတင်းရောအတ္တမပါဥစောနေထဲတော်သည်တားဖြစ်သူကမိမိမှာပြည်သူရဲဘော်ခေါင်းဆောင်တဦးဖြစ်ပြီး ဤသို့မလိုက်နိုင်ကြောင်းနင်းဆန်တော်လဲဥသောနှင့်တွေ့ဆုံပြီးကြသည်ဥသောသည် လူချင်းတွေ့စာကြအောင်လုံနိုင်သောဝိစာတရားဟုဆိုလီလွန်မြင်မထင်ပါကိုတက်နင်းခေါ်တော်၍စိန်ကြီးထက်အသက်ကြီးသည့်ဖြင့်အတွေ့အကြုံအတော်အတန်ရှိသောကျွန်တော်ပင်သည်ဥသောအစွဲတက်ကို မခံနိုင်မဲရှိခဲ့ပါသည်တက်တိကောင်းပြီးတက်ကြွသောလူငယ်ကလေးပင်ဖြစ်တော်လဲဥသောကမူ မရအရဆွဲမြည်ပါတေချပါသည်ဆွဲလဲဆွဲခဲ့ပါသည်စိန်ကြီးသည်မိဘကိုအားနိုင်ပြီလကောင်းဦးဆောင်ကိုအားနိုင်ပြီလကောင်းဂျိုးမင်ကောင်တရားပွဲတွင်ဦးဆောင်အနာ၌နေရပါသည်ဦးဆောင်ကလည်းသူနှင့်ဝဲဝဲမခွာစီပဲနေရပေသည်ကားနှင့်သွားလင်းသူ့ဖေးမှပင်ထိုင်ခိုင်းသည်စိန်ကြီးကမူနည်းနည်းမှစိတ်မချမ်းသာကြည်တို့ရဲဘော်အချင်းချင်းနဲ့ရှိုက်၍နေသည်မျက်နာပင်မပြချင်း ထို့ကြောင့်ဦးစောပြည်ဘက်သို့စိုက်ပြီးမတက်မီတစ်ချိန်ဆိုင်ကြီးသည်လစ်ပြီးရှောင်ပြေးသည်ဦးစောသည်ခကြီးဆက်မထွက်ပဲစောင့်နေသည်မိမများကလိုက်ရရှာကဦးစောနှင့်အတူ လိုက်စေပြန်ပါသည်ဦးစောကလည်းကားပေါ်တွင်သူ့ဘေးကပင်ထိုင်လိုက်စေပါသည်လမ်းတစ်နေရာတွင်ဆိုင်ကြီးထက်၍လစ်ပြန်သည်ဦးစောက လိုက်ရရှာပြီးထက်ခေါ်ပြန်သည် နောက်တစ်နေရာတွင်မူဆိုင်ကြီးသည်ကျိုးပင်ကောင်အရောက်ပြန်ခဲ့သည် ဥစော်လေလိုင်းမရှာနိုင်မဆောင်လိုက်မဲတီဘက်တို့စိုက်ပြီးတက်သွားတော့သည်အသွားတွင်သာအဆောင်ရှောင်းလို၍ခေါ်ခြင်းဖြစ်သည် အပြန်တွင် ခေါ်တော့မည်မဟုတ်ဟုစိတ်ကြီးဟုယူဆကခပ်ပော့ပော့ပြီးအိမ်၌နေလိုက်သည်ကြောက်ကြောက်ကြခိနိုင်သောဥစော်သည် အပြန်ခင်းရီစိန်ကြီးမိဘများထံဝင်ရောက်နှုတ်ဆက်ပြီးစိန်ကြီးပြန်ရောက်မရောက်မီသည်ထို့အခါစိန်ကြီးနှင့်ပတ်ပေးမှတွေ့ရာခက်ပြန်တော်သည် မိဘများက၎င်းတို့တောင်းကိုပြည်သူရဲဘော်တပ်ဖွဲ့တွေတွင်မမြင်လို၍ဥဆော့နှင့်ရန်ကုန်လိုက်သွားရန်အတင်းတွန်းထဲကြသည်ဥဆော့ကလည်းဇွတ်တရွတ်ခေါ်ပြန်သည် စိန်ကြီးသည်မိဘများစိန်မကောင်းဖြစ်မည်ဆိုသည်ဥဆော့ကိုလည်းအာနာသည်ထို့ကြောင့်ဥဆော့ဘေးကထိုင်ကရန်ကုန်သို့လိုက်ခဲ့သည်ထို့ပြင်စိန်ကြီးမှာအခြားစိန်ကူးလည်းပေါ်လာသည်အင်းရဆောင်ဥဆော့အိမ်သို့ရောက်လျှင် ဦးစောသည်စိန်ကြီးအားအခြားသူများထက်ညနေသားပိုပေးသည်ချက်ကောင်းကောင်းကောင်းနှစ်ဆီရှိရာစိန်ကြီးသည်ချက်ကားတစ်စီးကိုဘယ်အခါမှဆိုထုံမောင်းသွားလာနိုင်သည်မကြမကြလဲကားမောင်းမီထွက်သွားလေးရှိသည်စိန်ကြီးသည်လူရည်တန့်သည်စကားမှန်မှန်ပြောသည်ဆက်ဆံရေးကောင်းသည်တည့်ရက်ကောင်းမွန်စွာဝတ်စားလေးရှိသည်ဦးဆောင်ကိုလည်းခက်မှန်မှန်ခက်တီတီပင်ပြောဆိုဆက်ဆံပေါင်းတင်ပါသည်မျက်နှာလိုမျက်နှာရ အပေါ်အလိုပြောဆိုဆက်ဆံခြင်းမရှိထို့ကြောင့်ဥဆော့ကလည်းသူ့ကိုအချင်းမတီးနိုင်အပိုင်းကအပိုင်းကကိုဆောင်ရအပိကြပါအောင်နော်အားလုံးကိုကျေးဇူးများတင်ပါတယ်ရှင့်